ြပါရှင်။ Radio Veritas Asia အာရှသမတ်ရသံွေဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနက်6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရဲ့ကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ တေးလက်ဆောင်ကနာကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နှုတ်ဝင်ပါလားရှေ့နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့ရခိုင်ပြည်နယ်မှာပုံပုံပြုံချုံရခိုင်ပြည်နယ်အမ်းမြို့မှာစလိုင်းရန်နိုင်လင်းတရက်မြို့မှာတတက်မှာလွိုင်းလင်းမြို့မှာတင်နူနူအေခေါ်အမ်ဘွာရန်ကုန်မှာကိုကျင်းမီပတိမဖရီဒက်စ်တန်နိုင်မန္တလေးမှာ ဖြူမေတဲ့မင်းတို့မျိုးမှာဆီယာမကြီးနမ်မူခန်းတို့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလရှိရနေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနာစင်အပေးနေသူများအလုံးပေါ့အဖာဘုရားသခင်ရဲ့ကောင်းချီးကျေးဇူးတော်များစတဲ့တဘူတူ၍ခံစားရပါစေကြောင်းမဆက်သမတရားမြမပိုင်းစီတီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းပေးရင်တည်တံ့ရှင် break ဤစီဆိုထားတဲ့ လက်ရာဆိုတဲ့ဓမ္မသင်ကိုပြည့်စက်ပေးလိုက်ပါတယ်လပတ်စံတဲ့တကောင်းရဲ့

ကနာတော့ကကြံကြမြ နိုဝင်ဘာလ9ရက်ရှင်ယောဟန်အခန်းကြီး2အခန်းငယ်73မှ22တိုင်းဂျူးလူမျိုးတို့၏ပါစကားပွဲနီးကပ်လာပြီဖြစ်သောကြောင့်ယေရှုသည်ဂျေရုဆလင်မြို့သို့ကြွားတော်မူ၏ကိုရိုဒီဗိမ္မာန်သောအတွင်၌နွားတိုးနှင့်ခိုများအားရောင်းနေကြသောသူတို့နှင့်ငွေကြေးလဲလဲသူများကိုတွေ့တော်မူလျင်ကြိုးများကိုစီး၍ဂျာပုတ်ပြုတ်လုပ်ပြီးထိုသူအားလုံးတို့ကိုတိုးများနွားများနှင့်အတူဗိမ္မာန်သောအပြင်သို့မောက်ထုတ်တော်မူ၏ ိုလိုဒီငွေလဲလဲသူတို့ဤငွေများကိုလည်းတွန်ချ၍သူတို့ဤစပွဲများကိုမှောက်ပြတော်မူ၏ကိုတော်ကခိုးရောင်းသောသူတို့အားဤအရာများကိုယူသွားကြလောငါခမီးတော်ဤအိမ်တော်ကိုဈေးတမ်းမဖြစ်စေချနိုင်ဟုမိန်တော်မူ၏ကိုရိုဤတပည့်တော်တို့ဒီလဲအရှင်ဤအိမ်တော်အသက်စိတ်အားထက်တန်ခြင်းသည် အကျွန်ုပ်ကိုလောင်ကျွမ်းလျက်ရှိပါ၏ဟုရေးသားတော်ကြမ်းချက်ကိုတတိယကြား၏ ထိုအခါဂျူးလူမျိုးတို့ကတင်တီဤတို့ပြုလို့ပိုင်ခွင့်ရှိကြောင်းကိုငါတို့အာမိတိအမတ်လက္ခဏာဖြင့်ပြမည်နည်းဟုကိုရောမေးကြ၏ယေရှုကလည်းဤဘိမှန်တော်ကိုဖြိုဖျက်ကြတော့၎င်းကိုသုံးရက်အတွင်းကပြန်လဲတိဆောက်မည်ဟု သူတို့ဟာဖြေကြားတော်မူ၏ထိုအခါဂျူးလူမျိုးတို့ကဤဘိမှန်တော်ကိုနှစ်ပေါင်း46နှစ်တိုင်တိုင်တိဆောက်ခဲ့ကြရ၏တင်တီက၎င်းကိုသုံးရက်အတွင်းတိဆောက်နိုင်ပါမည်လို့ဟုဆိုကြ၏ သို့တော်ကိုတော်သည်မိမိခန္ဓာကိုယ်သည်ဟူသောဗိမ္မာန်တော်ကိုယဉ်ညွတ်ပြောဆိုခြင်းဖြစ်၏ထို့ကြောင့်ကိုတော်ဤကဲ့သို့မိတ်တော်မူခဲ့ကြောင်းကိုတည်ခြင်းမှာကိုတော်ရှင်ပြန်ထမြောက်ပြီးသောအခါတပည့်တော်တို့တည်ရကြသဖြင့်စံစာတော်မြတ်ကို၎င်းယေရှုမိတ်ဆိုတော်မူခဲ့သောနှုတ်တော်ထက်စကားကို၎င်းယုံကြည်ကြ၏ဤဒီကယေရှုခရစ်တုသခင်၏မြတ်သောဧဝံဂေလိတရားတော်ဖြစ်သည် ချစ်လာစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့နိုဝင်ဘာလ9ရက်နေ့လက်တရင်ကြောင်းဗိမာန်တော်ဗိသိက်ခံတဲ့ပွဲနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်ယောဟန်အခန်းကြီး2အခန်းငယ်73မှ22ထိဖြစ်ပါတယ်။ဒီနေ့ဖတ်ရတဲ့ဧဝံဂေလိကျမ်းစာမှာယေရှုဖះရှင်ကဗိမာန်တော်ကိုဖြူဖြက်ကြလော၎င်းကို3ရက်တွင်ငါပြန်လည်တည်ဆောက်မည်ဟုသူတို့အားပြန်လည်ဖြေကြားတော်မူ၏။ကိုခါဂျူးလူမျိုးတို့က ဤဗိမာန်တော်ကိုနှစ်ပေါင်း၄၆နှစ်တည်ဆောက်ခဲ့ရ၏သင်သည်က၎င်းကို၃ရက်တွင်တည်ဆောက်နိုင်ပြီလောဟုဆိုကြ၏သို့တော်ကိုယ်တော်ကမိမိကိုယ်ခန္ဓာဒီဟုသောဗိမာန်တော်ကိုကြီးညွှန်ပြောဆိုခြင်းဖြစ်သည် ထို့ကြောင့်ကိုတော်ဤသို့မိန်တော်မူခဲ့ကြောင်းကိုသိခြင်းမှရှင်များထမြောက်တော်မူပြီးသောအခါတပည့်တော်တို့တတိယကြသဖြင့်ကျမ်းစာတော်မြတ်ကို၎င်း ယေရှုမိန့်တော်မူသောနှုတ်တော်ထွက်စကားကို၎င်းယုံကြည်ကြ၏တဲ့ယေရှုဖျားရှင်ဆိုလိုခြင်းတာကတော့ရှင်းတုံးကလိုအုတ်နဲ့တိဆောက်ထားတဲ့ဗိမာန်တော်ဖျားเจ้าတို့မဟုတ်တော့ပဲယေရှုဖျားရှင်ကိုတော်တိုင်ကဗိမာန်တော်ဖြစ်တယ်ဗိမာန်တော်ဖျားเจ้าဆိုတဲ့နေရာကဖျားနဲ့လူစုံတွေ့ရာ အထူးတည်သက်နေရာ ဖြစ်တယ်လို့ယေရှုဖျားရှင်ဟာလည်း ဖះနဲ့လူစုံတွေ့ရာဖြစ်တော်မူပါတယ်ဖះเจ้าနေရာကလူတွေကိုကျေးဇူးတော်ပေးတဲ့နေရာ ဖြစ်တယ်လို့ယေရှုဖះရှင်ကလည်းလူတွေကိုကျေးဇူးတော်ပေးတဲ့ပုဂ္ဂိုလ်တော်များဖြစ်တော်မူပါတယ်ကျေးဇူးတော်ပေးတဲ့နေရာဖြစ်လို့ဟေဘရဲဥဩဝါဒစာအခန်းကြီး၄အခန်းငယ်16မှာအခုလိုရေးထားပါတယ်ထို့ကြောင့်ငါတို့သည်အကူအညီလိုအပ်ချိန်၌ ဂယုနာတော်နှင့်ကျေးဇူးတော်ကိုခံစားရမည်အကြောင်းကျေးဇူးတော်ပလင်သို့ယုံကြည်အားကိုစိတ်နှင့်ရှင်းကပ်ကြပါစို့။ဟူရှိအရင်တခေစုခေတုံကဂျူးလူမျိုးတွေကယေရှုသခင်မျိုးကဗိမာန်တော်မှဗိမာန်တော်ပဲတခြားနေရာမှာဖျားမရှိတော့တဲ့အတိုင်းပဲအဲ့ဒီဗိမာန်တော်စီကိုပဲမဖြစ်ဖြစ်အောင်အရောက်သွားကြပြီးဖျားကိုကိုးကွယ်ကြတယ်စုတောင်းကြတယ် ဒါပေမဲ့အဲ့လိုတယူတန်စိတ်နဲ့ဗိမာန်တော်စီကို လာလာနေကြပြီမဲ့ AD 90မှာတော့ရောမလူမျိုးတွေကဗိမာန်တော်ကြီးကို အပီးပိုင်ဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းဂျူးလူမျိုးတွေဗိမာန်တော်ဟာ မရှိတော့ပါဘူး။ဒါပေမဲ့ယေရှုဖျားရှင်ကစာမိုက်တန်အမျိုးသမီးကို မိန့်တော်မူသလိုဖျားသခင်ကို ကိုးကွယ်ရမှာဗိမာန်တော်ဆိုတဲ့နေရာထိုင်ခြင်းထက် ိုယ်စိတ်ဝိညာဉ်အားဖြင့်ဖះကိုကိုးကွယ်ရမယ်တဲ့ယေရှုက အချင်းမျိုးသမီးငါ့ကိုယုံကြည်တော်ခမည်းတော်ကိုဤတောင်ပေါ်၌လည်းမဟုတ်ယေရှုစင်းလင်းမြို့၌လည်းမဟုတ်ဖဲတင်တို့ကိုးကွယ်ဝိပုရမိအချိန်ကာလရောက်လာလိမ့်မည်ဟုတ်မှန်စွာ ကိုးကွယ်သောသူတို့သည် ခမည်းတော်ကိုဝိညာဉ်အားဖြင့်၎င်းတမန်တရားအားဖြင့်၎င်းကိုးကွယ်ဝိပုရမိအချိန်ကာလ ယခုပင်ရောက်လာလေပြီယောဟန်အခန်းကြီး၄အခန်းငယ်27အခုလိုအမြင်နှမျိုးဖတ်ရပါတယ်ပထမအမြင်ကဗိမာန်တော်ကလိုအပ်တယ်ဖျားနဲ့လူစုံတွေ့တဲ့နေရာဖြစ်လို့တဲ့ဒုတိယအမြင်ကဗိမာန်တော်ဆိုတဲ့နေရာထိုင်ခြင်းမလိုအပ်ပါဘူးဖျားကဝိညာဉ်တော်ဖြစ်လို့နေရာတိုင်းမှာကိုယ်ဝယ်လို့ရနေတာပဲတဲ့ဒါကြောင့်အခုဗိမာန်တော်ဆိုတဲ့ဖျားเจ้าလိုအပ်သလား လိုအပ်တော့ဘူးလားဖះเจ้าတက်เสียလိုသေးသလားဖះကနေရာတကာရှိတယ်ဆိုတော့လေကိုဗစ်ကာလတုန်းကလူတွေတယောက်နဲ့တယောက်အနည်းဆုံး6ပီအကွာ social distance နေရပါတယ်အဲ့ဒီအခါဖះเจ้าမှာစုယုံဝိပုဘို့ဆိုတာမလွယ်ကူပါဘူးအဲ့ဒီအခါမိသားစုနဲ့ပဲကိုးကွယ်ကြတယ်တယောက်တည်းကိုးကွယ်ကြတယ် online မြစ်စာတရားတွေနဲ့ပဲပါဝင်ကြတယ် တချို့ကလည်းအဲ့ဒီနီးနဲ့ဝိပုကိုးကွယ်ခြင်းမှာပါဝင်ရတာကို ပိုကြိုက်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဖះเจ้าအထီလာစရာမလိုတော့ပဲအိမ်မှာစိန်ကြကြဝိပုကိုးကွယ်နိုင်လို့တယ်လေ။ဝိပုကိုးကွယ်ခြင်းကိုအဲ့ဒီလိုပဲမြင်နေရင်တော့ကိုမင်းကိုချင်းပဲကို့ဖာသာကို ကိုးကွယ်နေတော့မယ်။သူတစ်ပါးနဲ့ပတ်သက်စရာမရှိတော့ဘူးဆိုတဲ့အတွေးခေါ်ကမှားပါတယ်။ ခရိယန်ဘာသာရေးနဲ့စန့်ကျင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခရိယန်ဘာသာကသူတစ်ပါးနဲ့မပတ်သက်လို့ကို မရပါဘူး။ရှားနာနေတဲ့သူကိုကြည့်ရှုရမယ်၊စင်ရဲတဲ့လူကိုထောက်ပံ့ကူညီရမယ်၊လမ်းမှားနေတဲ့သူကို ပြုပြင်ပေးရမယ်၊လမ်းညွန်ပေးရမယ်။အခုခေတ်ကကိုမင်းကိုချင်းကိုတကိုကြီးတကာရပဲကိုးွယ်ခြင်းကြတယ်။ဘေးပါဝန်းကျင်မှာရှိတဲ့လူတွေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုဒုက္ခရောက်ရောက် ကိုကသူတို့နဲ့မပတ်သက်ခြင်းဘူးဘယ်သူပျက်စီးပျက်စီးဘယ်သူငရဲရောက်ရောက်နေပလေးစီဆိုတဲ့တကူကောင်းစိတ်ရှိကြတယ်မလွှဲမရှောင်သာဖះเจ้าတဲမှာလာရင်တောင်မှ သူတစ်ပါးနဲ့ခုံနန်းလျာတခုတဲမှာ အတူတူမထိုင်ခြင်းကြဘူးကိုမိသားစုနဲ့ပဲကိုထိုင်ခြင်းနေကြတယ်အဲ့ဒီလိုနီးအဖြင့်ကိုကိုးွယ်နေတဲ့ဖះကိုကိုလိုရာဇွဲပြီးတော့ ဖះကိုကို့ပုံစံတွင်းနေကြတယ်။ပူကဖះသခင် ပုံစံအတိုင်းလိုက်ရမယ်အစားဖះကိုကို့ပုံစံဖြစ်အောင်ကို့အကြိုက်ဖြစ်အောင်ပုံတွင်းနေကြတယ်။ကိုပိုင်ဖះလှုပ်ချင်းနေကြတယ်။မိသားစုပိုင်ဖះလှုပ်ချင်းနေကြတယ်။ဆိုလိုတာကဖះသခင်မိန်တော်မူတာကိုငါကလိုက်ဆရာမလိုဘူး။ငါပြောတာကိုသာဖះကလိုက်ရမှာဆိုတဲ့အတွေးခေါ်ဝင်နေကြတယ် ငါတို့အရေးကြုံရင်ဒီဖျားထာမှာခိုလုံလို့ရအောင်အခုကလေးကဖျားကိုကတ်ထားရမယ်ဖျားကိုလိုရင်အတုံးကြအောင်ကိုးွယ်ထားရမယ်ဆိုတဲ့သဘောပါ အတူတူပြောရရင်ဒါဖျားကိုကိုးွယ်နေတာမဟုတ်တော့ဘူးသူတို့ကိုသူတို့ကိုးွယ်နေကြတာပါပဲဒါကြောင့်ယေရှုဖျားရှင်က စိတ်နှလုံးသားပါပါ ကိုးွယ်ရမယ်ကိုယ်ဝိညာဉ်နဲ့ကိုးွယ်ရမယ်လို့မိန့်ကြားတာပေါ့ စိတ်နှလုံးသားပါပါဆိုတာကချစ်တဲ့စိတ်နှလုံးသားကို ပြောတာပါ လူဟာတဦးတယောက်ထဲတကိုရေတကာရနေလို့မဖြစ်တဲ့တရားဝါပါပဲအပေါင်းနဲ့အသိနဲ့နေရတာပါအဲ့လို အပေါင်းအသိနဲ့နေမှကိုယ့်ကိုခွန်အားပေးမဲ့လူတွေရှိမယ်အကြံဉာဏ်ကောင်းပေးမဲ့လူတွေရှိနိုင်မှာပါဒါကြောင့်အသိတော်ဆိုတာချစ်ချင်းမေတ္တာနဲ့ဖွဲ့စည်းထားတဲ့လူအဖွဲ့အစည်းတည်းရပါပဲ စီလုံးရင်ညွတ်တဲ့လက္ခဏာပါပဲခရိယန်တွေအတူတကွစုယုံကြမှတာအသိတော်ဆိုတာမြင်သားလာပါတယ်ဒါကြောင့်ယေရှုဖျားရှင်က အကြောင်းမူကားလူနှစ်ဦးသုံးဟုတ်သုံးဦးတို့သည်ငါဤနာမ၌စုဝေးကြခြင်းထိုအရ၌သူတို့အလဲတွင်ငါရှိသည်ဟု မိန့်တော်မူ၏ရှင်မာတေဥအခန်းကြီး၁၈အခန်းငယ်၂၀ဒါကြောင့်ယေရှုဖျားရှင်က နေရာတကာတည်ရှိနေပေမဲ့ လူတွေဖျားဝတ်ပြုဖို့တီးတန့်စုဝေးကြတဲ့ဖျားเจ้าမှာအထူးတလဲတည်ရှိတော်မူပါတဲ့ဒီနေ့ဖတ်ရတဲ့ဒုတိယကျမ်းစာမှာရှင်ဘောလူကသင်တို့ရဲ့ကိုခန္ဓာကဖျားသခင်ကျင်းဝတ်တဲ့ဗိမာန်တော်တွေဖြစ်တယ်ဆိုတာတတိမပြုတ်မိဘူးလားတဲ့သင်ရဲ့ကိုခန္ဓာကသင်ဟာမဟုတ်ဘူးသင်အတွေ့ယေရှုဖျားရှင်ကအသွေးတော်သွန်လောင်းပြီးဝယ်ပြီးထားတာတဲ့ဒါကြောင့်တန်ဖိုးရှိရှိအသုံးချရမယ် ဘုံတိတ်ခါရှိရှိလူပီသားစွာနေရမယ်တဲ့တူတယောက်တည်းကိုးကွယ်ဝတ်ပြုနိုင်သလိုအခွဲစည်းနဲ့လည်းကိုးကွယ်ဝတ်ပြုတာကိုဖျားသခင်က ပိုးပြီးအလိုတော်ရှိပါတယ်ဒီလိုအတိုင်းဝိုင်းလူအခွဲစည်းအသိန်းတော်နဲ့နေဖို့ကခရိယန်တွေရဲ့တာဝန်ပါပဲလူအများနဲ့ပေါင်းစည်းနေထိုင်မှတူဦးတူဦးချစ်နိုင်မယ်ပူညီနိုင်မယ်ခွန်အားပေးနိုင်မယ် အဲ့လိုချစ်ချင်းမေတ္တာနဲ့နေထိုင်ဖို့ကလူအဖွဲ့စည်းမှာယေရှုဖျားရှင်ကတောင်းကျုပ်ကြောက်ဖြစ်မှရမှာပါ လူစုလူဝေဖြစ်တဲ့အသင်းတော်ကြီး ခိုင်မြဲဖို့ရပ်တည်နိုင်ဖို့ချစ်ချင်းမေတ္တာထားနိုင်ဖို့ကယေရှုဖျားရှင်ဆိုတဲ့တောင်းကျုပ်ကြောက်အပေါ်မှာမိမိတို့ရဲ့ဘဝအသက်တာကိုတည်ဆောက်ကြပါစို့နားဆင်သူအားလုံးပေါ်ဖျားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။ ဘေးအန္တရာယ်ဂျုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမြတ်တာ။အိုတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ဂျုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မိတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြီးပါပြီ။တောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာ ခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။